အားလုံးမင်္ဂလာပါဇေဝကဟက် knowledge sharing channel ကနေကြိုဆိုပါတယ်ဒီနေ့ဒီချင်းနဲ့အတူ grade 10 phylogeny chapter 5.1.2 reproduction in animals အပိုင်း1ကိုလေ့လာကြရအောင်5.1.2 reproduction in animals animals ရဲ့ reproduction မှာ asexual နဲ့ sexual reproduction ဆိုပြီးတော့အမျိုးအစားနှစ်မျိုးရှိရင် asexual အဓိပ္ပာယ်ကတော့ without sex တို့အဓိပ္ပာယ်ရတယ် asexual reproduction မှာတော့ female megamyth လို့ခေါ်တဲ့ sex cell စီပါဝင်ခြင်းမရှိဘဲနဲ့ reproduction ဖြစ်တဲ့ဖြစ်စဉ်ဖြစ်တယ်။ sexual reproduction မှာတော့ female နဲ့ megamyth ပူးပေါင်းပြီးတဲ့အခါမှာ embryo formation ဖြစ်တယ်။ embryo မှတဆင် young organism ဖြစ်ကို grow ဖြစ်လာဖြစ်တယ်။ asexual reproduction မှာ binary fission ကိုပြထားဖြစ်တယ်။ cell တစ်လုံးကနေပြီးတော့မှနှစ်ခုကွဲသွားတဲ့ process ဖြစ်တယ်။ sexual reproduction မှာတော့ female success ဖြစ်တဲ့ ovum နဲ့ male success ဖြစ်တဲ့ sperm နဲ့နှစ်ခုပေါင်းပြီးတော့မှ fertilization ဖြစ်ပြီးတဲ့အခါမှာ zygote formation ဖြစ်တယ်။ zygote ကမှတစ်စင် embryo embryo မှတစ်စင် new organism ဖြစ်ပေါ်လာဖြစ်တယ်။ invertebrate animals ရဲ့ sun species တွေမှာ asexual reproduction ဖြစ်တဲ့ process တွေကတော့ fission fragmentation budding or parthenogenesis တို့ဖြစ်ကြတယ် example အနေနဲ့ fishing process မှာအမီးဘာရဲ့ asexual reproduction ဖြစ်တဲ့ process ကို ပြထားဖြစ်တယ် parents amoeba နေ broma အထဲမှာရှိတဲ့ nucleus ကအရင်ဆုံးရှည်လာ broma division ဖြစ်တဲ့ပြီးရခါမှာ cytoplasm division ဆက်ဖြစ်ပြီးရခါမှာ2 daughter cell နှစ်ခု꿰သွားဖြစ်တဲ့အတွဲကြောင့် binary fission လို့ခေါ်ပါတယ် ဒီပုံမှာတော့ sponge နဲ့ sam အခိုင်မို့ dam ဆဲက starfish ပုံပြန်ထားဖြစ်တယ်။ sponge နဲ့ဒီ starfish မှာ fragmentation တွေဖြစ်ပြီးတော့မှ new sponge တွေ new starfish တွေထွက်ပေါ်လာတဲ့ process ကို fragmentation လို့ခေါ်ပါတယ်။ sam instance ဥမာအနေနဲ့ဆိုလို့ရှင် bees တွေမှာ parthenogenesis ဆိုလို့ခေါ်တဲ့ asexual reproduction နဲ့ reproduction လုပ်ကြတယ်။ parthenogenesis ဆိုတာကတော့ unfertilized egg ကနေပြီးတဲ့အခါမှာ embryo develop ဖြစ်လာတဲ့ process ဖြစ်တယ်။ဒီပုံမှာဆိုလို့ရှိရင် diploid female bees ကနေပြီးတော့မှ meiosis process ဖြစ်တယ်။ meiosis ဖြစ်တဲ့အတွက်ကြောင့် diploid ကနေ haploid egg နှစ်ခုထွက်လာတယ်။ဒီ haploid egg ကနေပြီးတော့မှ fertilization မဖြစ်ဖဲနဲ့ haploid male bees တွေထွက်ပေါ်လာဖြစ်တယ်။ဒီ process ကို parthenogenesis လို့ခေါ်တယ်။ အော်ဒီ helpline နေပြီးစေကဘယ်နည်းနဲ့ထပ်ပြီးတော့မှမျိုးပွားမလဲဆိုလို့ရှိရင်အော်ဒီ helpline နေပြီးစေကနေပြောမှ helpline spam မြင် deploy female beast တွေကနေ brom မှာ haploid x နှစ်ခုပေါင်း brom မှာ fertilization ဖြစ်တဲ့အဲ့ခါမှာ deploy female beast တွေဖြစ်လာတာဖြစ်ပါတယ်တဲ့ဒါကတော့ sexual reproduction ဖြစ် hydra ရဲ့ reproduction ပိုင်းဘတ်တင်းကိုပုံလေးနဲ့ပြထားဖြစ်တယ်အော် hydra ဆိုတာက small animals ဖြစ်ပြီးတဲ့အခါမှာရေကန်လေးတွေထဲမှာ pond with sea ကို attach လုပ်ပြီးတော့နေတဲ့ animals ဖြစ်တယ်ဒီပုံမှာဆိုလို့ရှိရင် hydra ရဲ့ colon မှာ sun စေက dividing ဖြစ်တဲ့အခါမှာဆဲတွေများလာတဲ့အတွက်ကြောင့် batch ဖောင်းလာတဲ့အဖောင်းလေးဖြစ်လာတယ်ဒီ batch ကနေပရမထပ်ပရမ grow ဖြစ်လာတဲ့အခါမှာ tentacles လို့ခေါ်တဲ့ဖြာထွက်လာတာလေးရှိရင် ခြံထွက်လာတဲ့ daughter hydra က parents hydra နဲ့ခွဲထွက်သွားပြီးတဲ့အခါမှာ independence animals အနေနဲ့ထပ်ပြောမှပေါ်ထွက်လာတာဖြစ်တယ်။ဒီ process ကို reproduction by budding လို့ခေါ်ပါတယ်။ဒါမဲ့ hydra တွေက sexually လဲ reproduction လုပ်နိုင်တယ်။ဒီပေါ်မှာဆိုလို့ရှိရင် buddy နဲ့ဖြစ်လာတဲ့ hydra တွေမှာ male hydra တွေရှိတယ်၊ female hydra တွေရှိတယ်။ main hydra တွေကတော့ main success ဖြစ်တဲ့ spam ကိုထုတ်ပြောမှာ female hydra တွေကတော့ x ကိုထုတ်တယ် x နဲ့ spam နဲ့ပေါင်းပြီးတော့ fertilization ဖြစ်ပြီးတဲ့အခါမှာ sexual reproduction နဲ့လည်းမျိုးပွားနိုင်ပါတယ် animal စိတ်မှာဖြစ်တဲ့ sexual reproduction အကြောင်းကို separate လေ့လာကြည့်အောင် sexual reproduction မှာတော့ sex sense လို့ခေါ်ရဲ female နဲ့ male gamete စီပါဝင်တာဖြစ်တယ် မေခမီစေဖြစ်တဲ့ spam စေရှိတဲ့ reproductive organ ကို testis လို့ခေါ်ပြောမှာ female sex cell စေဖြစ်တဲ့ ovum စေရှိတဲ့ reproductive organs ကို ovaries လို့ခေါ်ပါတယ်ဒီခွေလေးမှာဆိုလို့ရှိရင်ဒီ testis ကနေပြောမှာ spam တွေထွက်လာတယ်ဒီခွေလေးရဲ့ ovaries ကနေပြောမှာ ovum စေထွက်လာတယ် ဒီ spam နဲ့ oven နဲ့က haplicense တွေဖြစ်တဲ့ NMR ဖြစ်တဲ့ fertilization ဖြစ်တဲ့အခါမှာ 2n chromosome ရှိတဲ့ zygote formation ဖြစ်တယ်။ဒီ zygote ဆိုတဲ့ဆဲကနေပြောမှာ mitosis ဖြစ်စဉ်နဲ့ဆဲတွေပွားလာပြီးတဲ့အခါမှာ new yen organism ဖြစ်ပေါ်လာ။ဟော female နဲ့ male gamete combination ဖြစ်ပြီးတော့မှာ new organism ဖြစ်လာတဲ့ process ဒီ sexual reproduction ဖြစ်ပါတယ်။ process of cell division that produces the gametes gametes ကိုဖြစ်ပေါ်လာစေတဲ့ cell division process ကို meiosis လို့ခေါ်တယ်။တနည်းအားဖြင့်ဇရိုးက reductive cell division ဖြစ်တယ်။ပထမဆုံးရှိတဲ့ chromosome နံပါတ်က 2n ဖြစ်ပြီးတဲ့အခါမှာနောက်ဆုံးမှာ haploid နံပါတ်ရှိတဲ့ sons ၄ခုထပ်လာဖြစ်တယ်။ in sexual reproduction male and female gametes are come together and fuse fuse ဖြစ်သွားတဲ့ process ကို fertilization လို့ခေါ်တယ်။ main and female gametes ပေါင်းတဲ့အခါမှာ nucleus တွေရော cytoplasm တွေရော join together ဖြစ်ပြီးတဲ့အခါမှာ single cell လို့ခေါ်တဲ့ zygote formation ဖြစ်တယ် zygote cell တစ်ခုကနေပြီးတော့မှ mitosis division နဲ့ cell တွေထပ်ပွားပြီးတော့မှ embryo embryo မှာတဆင့် grow ဖြစ်လာတဲ့အခါမှာ new individual ဖြစ်ပေါ်လာဖြစ်ပါနေတယ်။လူတွေမှာဖြစ်တဲ့ sexual reproduction အကြောင်းကိုဒီလိုဆက်ပြီးတော့မှလေ့လာကြရအောင်။အော် female မှာဆိုလို့ရှိရင်တော့ sex cells လို့ခေါ်တဲ့ ovum မို့ ovaries ကနေထုတ်တယ်။ဒါ female reproductive system ကိုပြထားဖြစ်တဲ့ဒီ ဒီခလေကမာဆယ်နဲ့ organs လေးကတော့ uterus ဖြစ်တယ် uterus ကနေပြီးတော့ဘေးကိုကျူလေးရှိတယ်အဲ့ဒါကို fallopian tube ဒီ uterus ရဲ့ဘေးနားမှာ ovary လေးရှိတယ်ဒီ ovary ကနေပြီးတော့ ovums ကိုထုတ်ပေးတာဖြစ်တယ်မိန်းမဆိုလို့ရှိရင်တော့ scrotum နဲ့မှာ testy နှလုံးရှိရယ်ဒီ testis ကနေပြီးတော့ sperm စေထုတ်တယ် female ovary ကနေထွက်တဲ့ ovum နဲ့ မေးတက်စတစ်ကနေဘရမထွက်လာတဲ့ spam နဲ့ပေါင်းပြီးတဲ့အခါမှာ fertilization process ဖြစ်ပါတယ်အဲ့ဒီအခါမှာ fertilization ဖြစ်ပြီးတဲ့အခါမှာ embryo embryo formation ကတော့ဒီ female ရဲ့ uterus ထဲမှာ formation ဖြစ်တာဖြစ်တယ် human reproduction process မှာ exons က haploid chromosome 23 chromosome sperm မှာလည်း23 chromosome combination ဖြစ်ပြီးတဲ့အခါမှာ deploy number of chromosome 46တနည်းအားဖြင့်23 pairs of chromosome ပါတဲ့ zygote formation ဖြစ်တဲ့အယောင်မှတဆင့် embryo formation ဖြစ်လာတာဖြစ်ပါတယ် sexual intercourse မှာဒီ penis ကနေပြီးတော့မှ semen နေဖွက်လာဖြစ်တယ်ဒီ semen နေမှာ sperm နေအများကြီးပါ sperm နေကနေပြီးတော့မှ vagina နေတဆင့် Utrans အပေါ်ကိုတက်လာရင် spam tag လို့ခေါ်တဲ့ fallopian tube တွေကနေ ပြောမှဒီဘက်ကိုသူကအရည်တွေနဲ့အတူကုခတ်သွားတာ။ဒါကတော့ Utrans ရဲ့ဘေးမှာရှိတဲ့ ovary ဖြစ် ovulation ဖြစ်စဉ်စား to ovary ကနေပြောမှ egg sacs ကိုထုတ်ပေးလိုက်တာဖြစ်တယ်။ဒီ vagina ဘက်ကနေ Utrans တွေကိုဖြတ်ပြီးတက်လာတဲ့ spam နဲ့ female gametes နဲ့ combination က fallopian tube ထဲမှာ fertilization ဖြစ်စဉ်ဖြစ်တယ်။ fertilization ဖြစ်ပြီးတဲ့အခါမှာဖြစ်ပေါ်လာတဲ့ zygote က fallopian tube တစ်လျှောက်မှာတဖြည်းဖြည်း cell division ဖြစ်တယ်။ဖြစ်ပြီးတဲ့အခါမှာ uterus တဲ့ကိုရောက်သွားတယ်။ uterus ဆေးကိုရောက်သွားပြီးတဲ့အခါမှာ uterus ရဲ့ wall မှာ attach လုပ်တဲ့ process ကို implantation လို့ခေါ်တယ်။ implantation ဖြစ်စဉ်မှာဒီ uterus ရဲ့ wall မှာ placenta formation ဖြစ်တယ်။ဒီ placenta က အမေရဲ့ uterus wall မှာရှိတဲ့ blood vessel တွေကနေပြီးတော့မှ nutrients တွေ oxygen တွေကို fetus ကို umbilical cord ကနေတဆင်ပေးတာဖြစ်တယ်။ကလေးကနေထွက်လာတဲ့ waste product တွေကိုလည်း umbilical cord ကနေတဆင် placenta ကနေပြီးအမေရဲ့သွေးထဲကိုပြန်ပြီးဆွန့်ထုတ်ပြစ်တာဖြစ်တယ်။ ဟုတ်ကလေးလေးရာဒီ uterus တဲမှာဒီတိုင်းဓာတ်ရိုက်ရှိနေတာမဟုတ်ကလေးရဲ့အပြင်ဘက်မှာ amniotic fluid လို့ပါတဲ့အရေတွေပါတဲ့အိတ်ကလေးနဲ့ကာဗာလောက်ထားတာဖြစ်တယ်ဒီထဲမှာကလေးလေးကတဖြည်းဖြည်း develop ဖြစ်ပြီးတော့မှကြီးလာတာဖြစ်တယ် uterus တဲမှာ fertilize egg ကနေပြီးတော့မှတဖြည်းဖြည်း fetus အဖြစ်ကို develop ဖြစ်သွားတဲ့ဖြစ်စဉ်ဖြစ်တယ် ဘိုက်ထဲမှာကလေးလေးကအကျမ်းမြအားဖြင့်6လလောက်ကြာတယ်ရက်အားဖြင့်ရက်290လောက်ကြာပြီးတဲ့အခါမှာအမ်ဘရောင်လေးက fetus အဖြစ်ကို grow ဖြစ်လာတယ်။အဲ့ fetus ကနေတဆင်ကလေးလေးကိုမွေးလာပါလေတဲ့။ဒါကတော့ zero normal မွေးရဲ့ဖြစ်စဉ်ဖြစ်တယ်။အော်ကလေးမွေးမယ်ဆိုလို့ရှိရင်တော့အပေါ်မှာအုပ်ထားတဲ့ ဒီအမေးပါလေးကပေါက်ထွက်သွားပြီးတော့မှဒီ service က open ဖြစ်ပြီးရင် vagina အနေတစင်ကလေးလေးကအပြင်ဝင်ထွက်လာမယ်။အော်ကလေးမွေးတဲ့အခါမှာကလေးထွက်ပြီးသွားရင် နောက်ကနေပြီးတော့မှ placenta နဲ့ umbilical cord ပါလိုက်ပြီးတော့မှထွက်လာမှာဖြစ်တယ်။ဒီပုံကတော့ပိုက်ခွဲမွေးတာဖြစ်တယ်။ဒီစီးဆက်ရဲ့အပေါ်ဘက်မှာဘိုက်ကိုခွဲပြီးတဲ့အခါမှာ uterus ကိုရောက်သွားပြီးအပေါ်မှာရှိတဲ့ ခုန amniotic fluid တွေပါတယ်ဆက်ကလေးကို ဖောက်လိုက်တယ်အဲ့ခါမှာခလေးထွက်လာဖြစ်တယ်။အော်ခုနဒီကနေပြောမှာဝေးလန်းချောင်းကမထွက်ဘဲနဲ့ဘိုက်ကနေပြောမှာခလေးကို cesarean section နဲ့မွေးလို့ရတာဖြစ်ပါတယ်။ female reproductive organs အစိတ်ပိုင်းတွေကိုတစ်ချိန်နဲ့အတူဆက်ပြောနေလာကြရအောင်။ဒီပုံကတော့ female reproductive organ ကိုဘေးတစောင်းပြထားဖြစ်တယ်။ဘာလို့သိစေချင်လို့လဲဆိုရင်ဒီ female reproductive organ ဖြစ်တဲ့ uterus တယောက်ဘက်မှာ cervix vagina ကခလေးမှာရှိနေတယ်သူရဲ့ရှိမှာဆိုလို့ရှိရင် စီးသွားတဲ့အိတ်ဖြစ်တယ် urinary bladder ရှိတယ်အဲ urinary bladder ကနေစီးသွားတဲ့လမ်းကြောင်းဖြစ်တယ် urethra ရှိ uterus နဲ့ဒီ vagina ရဲ့နောက်ဘက်မှာဆိုလို့ရှိရင်ဝမ်းသွားတဲ့အခါမှာအစာဟောင်းတွေကိုတူလောင်ထားတဲ့ rectum ရှိတယ်အဲ rectum မှာတစင် အပြင်ဘက်ကိုဝမ်းသွားတဲ့အခါမှာထွက်တဲ့ inner ဆိုတဲ့အပေါက်ရှိအဲ့ဒီကြောင့် female မှာဆိုလို့ရှိရင်ဒီအောက်ဖက်မှာအပေါက်၃ပေါက်ရှိနေမှာဖြစ်တယ်ရှေ့ဆုံးမှာဆိုလို့ရှိရင်စီးထွက်တဲ့ urethra အပေါက်ရှိမယ်ခလေမှာ vagina အပေါက်ရှိပြောမှာနောက်ဖက်မှာဆိုလို့ရှိရင်ဝမ်းသွားတဲ့ anus အပေါက်ရှိနေမှာဖြစ်ပါတယ်ဒါကတော့ရှေ့တက်တဲ့အရင်ကြည့်လိုက်တာအော်ကျွန်တော်ခလေမှာမာဆယ်နဲ့လှုပ်ထားတဲ့ uterus ရှိရင်ဒီအတွင်းထဲမှာ uterus ရဲ့ space ရှိတယ် အော်ဒီ U-turn sale ကိုရောက်ဖို့အတွက်အောက်ဘက်ကနေဗဂျိုင်းနာကနေတစင်းဝင်နေဒီ U-truss နဲ့ဗဂျိုင်းနာနဲ့ကိုခွဲပေးထားတာကတော့ Sapex ဖြစ်တယ် U-truss ရဲ့အတွင်းအကောင့်နေနဲ့ဆက်နေတဲ့လမ်းကြောင်းကတော့ Fallopian Tube ဖြစ်တယ်ဒီ fallopian tube ကသူ့ရဲ့ထိန်နာလေးမှာပန်နယ်လိုမျိုး grow လိုမျိုးဖြာထွက်သွားတာဖြစ်တဲ့အမြင်လေးတွေ ਨੇ uterus ရဲ့ဘေးမှာဒီနာကတော့ ligament နဲ့ဆက်ထားတဲ့ ovary ရှိတယ် ကျတော့ဒီပုံမှာ ovary ကနေပြောမှာ ovulation ဖြစ်တဲ့ဖြစ်စဉ်ကိုပြထားတာဖြစ်တယ်။ ovary ထဲမှာ follicle စီအများကြီးရှိတယ်။ဒီ follicle စီကအစောပိုင်းမှာ immature follicle ဖြစ်တယ်။အဲ့ထက်ကနေပြောမှာတဖြည်းဖြည်းအထဲမှာရှိတဲ့ oocyte လေးက mature ပို့ပြီးဖြစ်လာတယ်။အဒီ ovulation ဖြစ်မယ်ဆိုတဲ့အချိန်မှာဒီ follicle ထဲမှာရှိတဲ့ဒီ oocyte လေးက ovary ရဲ့အပြင်ဘက်ကိုထွက်လာတာဖြစ်တယ် ထွက်လာတဲ့ oven မို့ fallopian tube ရဲ့ထိပ်မှရှိရင် spinbrain ကနေပြောမှာဖမ်းယူပြီးတဲ့အခါမှာ fallopian tube ကနေတစင် uterus ဘက်ကိုတည်ဆောင်သွားမှာဖြစ်တယ်။ဒီပုံကတော့ ovary ရဲ့ wall ကနေပြောမှာဒါက mature follicle ကနေပြော o size လေးတနည်းအားဖြင့် oven လေးကအပြင်ကိုပေါက်ပြီးတော့မှထွက်လာတဲ့ပုံဖြစ်တယ်။ ပြုပ်ပစ် area မှာဆိုလို့ရှိရင် အပေါင်၃ခုရှိနေမှာဖြစ်တယ်ဒီပုံမှန်ကြည့်ရင်ရှေ့မှာ urethra ခလဲမှာ vagina နဲ့နောက်မှာ anus အပေါင်ဖြစ်တယ်ဒီအပေါင်ကိုအောက်ကနေကြည့်မယ်ဆိုလို့ရှိရင် urethra opening လို့ခေါ်တဲ့ urine ထွက်တဲ့နေရာ vagina orifice ရှိမယ်ဒီနောက်ဖက်မှာတော့ feces တွေဝန်းသွားတဲ့ anus ရှိဒီ urethra နဲ့ vagina opening ရဲ့ဘေးမှာရှိတဲ့ area လေးကို vestibule လို့ခေါ်ပါတယ် female reproductive system ရဲ့ parts ရဲ့ function တွေကိုဆက်လို့ဆက်ကြည့်အောင် ovary က contains the follicles in which ova eggs are produced ovary ထဲမှာ follicles သေးလေးရှိရဲ့အဲ follicles ကနေမှတစဉ် ovule ကို ထုတ်ပေးပါလေတဲ့ fan နဲ့ဟော oviduct ဆိုတာဒီရှိမှာဖြာထွက်နေတဲ့ fimbriae အပိုင်း gro လို့ပုံမျိုးကားနေတဲ့နေအောင်ပြောတယ် သူကကားပြီးတော့အမြင်နေနဲ့ရှိနေတဲ့အတွက်ကြောင့် ovary ထွက်လာတဲ့ ovum ကိုသူကဖမ်းယူပြီးတဲ့အခါမှာ fallopian tube လို့ခေါ်တဲ့ oviduct တစ်လျှောက်ကိုဒါရိုက်ညွှန်ပြပေးပါတယ် Direct the ovum air from the ovary into the oviduct oviduct ကတော့ ovum ကို uterus ကြီးကိုထည့်ဆောင်ပေးတယ်ဒီကနေ ovum ကို uterus ကြီးကိုထည့်ဆောင်ပေးတယ် sexual intercourse လုပ်လို့ရှိရင် semen နေပါလာတဲ့ spam နဲ့ fertilization process က fallopian tube အတွင်းမှာဖြစ်မှာဖြစ်တယ်။ carries an ovum to the uterus with propagation provided by tiny cilia in the womb. ဒီ ovidet ရဲ့နံရံမှာအမွှေးအနှင်လေးတွေရှိတယ်။အမွှေးအနှင်လေးတွေကဒီကနေထွက်လာတဲ့ ovum ကိုသူက uterus ကိုရွေ့သွားအောင်တွန်းပို့ပေးတာဖြစ်တယ်။ also the site of the fertilization fertilization ကလည်း ovita ထဲမှာဖြစ်ပါတယ်တဲ့ uterus က where the fetus develop ဖြစ်တဲ့နေရာဖြစ်တယ် uterus ထဲမှာတော့ fetus က develop ဖြစ်မယ်ဒီပုံကတော့ဆို ovary ကနေပြီးတော့မှ follicles လေးတွေတဖြည်းဖြည်း mature ဖြစ်လာပြီးရင် ovulation ဖြစ်တဲ့ process ဖြစ်တယ် ovulation ဖြစ်တဲ့အခါမှာအထဲမှာရှိတဲ့ female egg လို့ခေါ်တဲ့ oven ကနေထွက်လာအဲ့ oven ကိုဒီဘက်က frame bray လို့ frame bray ကနေပြောမှာဖမ်းယူပြီးတော့မှ ov deck ကနေတစ်ဆင့် uterus ကိုတည်ပေးမှာဖြစ်တယ် surface က ring of the muscle separating the vagina from the uterus ဒီနားမှာ cervix ဖြစ်တဲ့ cervix ဒီအောက်ဖက်မှာရှိတဲ့ vagina နဲ့အပေါ်က uterus ကိုခွဲခြားပေးထားတာဖြစ်ပါလေတဲ့ vagina receives the male penis during sexual intercourse sexual intercourse မှာ male penis က vagina ရဲ့ကို ဝင်တာဖြစ်တယ် sperm are deposited here serve also as the bath canal penis ကနေထွက်လာတဲ့ sperm တွေက vagina မှာ deposited ဖြစ်ပြီးတဲ့အခါမှာ sperm တွေက U-turn stay ကိုတက်သွားပြီး Fallopian Tube ကနေတဆင်ဝင်သွားပြီးတော့မှဒီဘက်ကထွက်လာတဲ့ ovum နဲ့ fertilization က oviduct ထဲမှာဖြစ်မှာဖြစ်တယ်။ Urethra ကတော့ carries the urine from the bladder. Bladder ကနေပြီးတော့မှ urine တွေကို အပြင်ကိုထုတ်မှာဖြစ်တယ်။ဒီ bladder ကနေအောက်ကိုထွက်လာတဲ့လမ်းကြောင်းကို urethra လို့ခေါ်ပါတယ်။ Festive view ကတော့ area guarding the urethra and vaginal opening bay မှာ guard လုပ်ထားတဲ့ area ကို festive view လို့ခေါ်ပါတယ်။ဒီနားမှာကျွန်တော် urethra ရှိမယ် vaginal opening bay မှာ guard လုပ်ထားတဲ့ဒီအနီရောင်လေး area ကို festive view လို့ခေါ်ပါတယ်တဲ့။ Subbrow မှာ main reproductive organ နဲ့အစိတ်ပိုင်းတွေကိုလေ့လာကြရအောင်။ဒီပုံမှာလဲကျွန်တော် B တစ်စောင်းရှိုက်ထားဖြစ်တဲ့ lateral view ပေါ့။ ။ဒီအောင်ဖက်မှာ scrotum နဲ့မှာ testis ကတော့နှလုံးရှိမှာဖြစ်တယ်။ဒီရှိမှာတော့ penis ရှိမှာ။အော်ဒီ testis မှာ sperm နဲ့ production ဖြစ်တယ်။အဲ့ sperm နဲ့ကို vast difference လို့ခေါ်တဲ့ sperm duct ကနေတည်သွား။ sperm နဲ့ vast difference ကနေတစဉ် bladder ရဲ့အောက်ဖက်နာ prostate အတွင်းထဲမှာရှိတဲ့ urethra တွေကိုဝင်သွားမှာဖြစ်တယ်။ အဲ့မဝင်ခင်မှာ seminal vesicle လို့ခေါ်တဲ့ glands ကနေပြီးတော့မှ fluid စီ nutrient စီကိုဒီထဲကိုထုတ်ပေးတာဖြစ်တယ်။သူ့ရဲ့အောက်ဘက်မှာရှိတဲ့ prostate ကလည်း fluid တွေ nutrient စီကိုဒီ urethra ထဲကိုထည့်ပေးတာဖြစ်တယ်။အော်ဒီထဲမှာထည့်လိုက်တဲ့အခါမှာ urethra နေတဆင်ဒီ penis တစ်ချောင်းမှာလာပြီးရင် urethra opening ကနေပြီးတော့မှ spam နေနဲ့အတူစီမံနေထွက်တာဖြစ်တယ်။ဒီပုံကတော့ဘေးတိုင်းကို scoded နဲ့မှာရှိတဲ့ testis နှစ်ခုရှိရယ် spam နေ production ဖြစ်ပြီး testis ရဲ့အပေါ်မှာရှိတဲ့ဒီကွေးကွေးလေး epididymis မှာ store လုပ်ထား။ပြီးရင်ခါမှာ spam တက်လို့ခေါ်တဲ့ vast difference ကနေပြောမှာ spam နေကို အပေါ်ကိုတည်သွား။အော် testis ကနှစ်ခုရှိတဲ့အတွက်ကြောင့် epididymis လို့ခေါ်တဲ့ spam တက်ကလည်းနှစ်ခုဖြစ်တယ်။ ယူရီထရာတွေကိုဟိုဘက်တစ်ခုဒီဘက်တစ်ခုဝင်လာမှာဖြစ်တယ်ဒီ vast difference က bladder ရဲ့အပေါ်အကနေလာပြတဲ့အခါမှာယူရီထရာတွေကိုလာပရော open ဖြစ်တယ်သူ open မဖြစ်ခင်မှာ seminal vesicle ဒီနားမှာရှိရဲ prostate ကလည်း fluid စီ nutrient စီကိုဒီထဲကိုထည့်ပေးတယ်။ဒါစီမံရဲ့အရာဖြစ်တဲ့အဖြူရောင်နဲ့ခက်ပြပြအရေးဖြစ်တဲ့သူကနည်းငယ်ကြာသွားရင်ဝါကျဉ်ကျဉ်အရေးဖြစ်တယ် ဒီထဲမှာ spam နေအများကြီးပါတဲ့အတွဲကြောင့်ဒီ ovary ကနေ ovulation ဖြစ်တဲ့အချိန်ဒီဘက်ကလည်း sexual intercourse နဲ့ spam နေကဝင်လာတဲ့အချိန်ဆိုလို့ရှိရင် fallopian tube ထဲမှာ fertilization ဖြစ်ပြီး uterus ထဲမှာခလေးလေးတဖြည်းဖြည်းကိုဝင်ရလာမှာဖြစ်တယ်မေရီပရိုဒက်တစ်စနစ်မှာရှိအစိတ်ပိုင်းနေရဲ့ function တွေကိုလေ့လာကြည့်အောင် testis က me organ ဖြစ်တဲ့ gonads အဲ့ရနေ brown sperm တွေကိုထုတ်ပေးတယ်။ epididymis ကတော့ testis ရဲ့အပေါ်မှာရှိတဲ့ဒီအကွေးလေးဖြစ်တယ်။အဲ့မှာ sperm တွေကို store လုပ်ထားပါတယ်။ sperm are stored sperm tag လို့ခေါ်တဲ့ vast difference လို့ခေါ်တယ်။ sperm tag vast difference ကတော့ epididymis ကနေ sperm တွေကိုတည်ဆောင်သွားတယ်။ urethra ရှိကိုတည်ဆောင်သွားတာဖြစ်တယ်။ spam tag က muscular ကျု muscular ဖြစ်တဲ့အတွက်ကြောင့်တော့ contract လုပ်လို့ရတယ် spam လေးတွေကိုတွန်းပို့ပေးတယ် links the testy to the urethra တွေကိုဝင်သွားမှာဖြစ်တယ် along the passage of the semen containing the spam seminal vesicle နဲ့ prostate glands ကတော့ spam အတွက်ကို seminal vesicle နဲ့ prostate ကတော့ spam အတွက်ကို nutrients တွေ fluids တွေကိုထည့်ပေးတာဖြစ်တယ် ကိုတန်ကတော့ host the testis ကိုတန်နဲ့မှာ testis ရှိနေတယ်။အော်သူက body ရဲ့အပြင်ဘက်မှာရှိခြင်းအားဖြင့် body temperature ထက်သူကနေနေတဲ့ temperature မှာ testis ကိုထားပေးတယ်။ proton host the testis outside the body keeping them cooler than the body temperature ထက်အေးနေအောင်လုပ်ပေးထားပါလေတဲ့။နောက်တစ်ခါ urethra urethra ကတော့ကုနာ ဒီ business တစ်ဆောင်မှာအောက်ကိုဆင်းလာတယ်။ urethra က function ကစီမံလဲထွက်နိုင်တယ် urine လဲထွက်နိုင်တယ်။အဲ့တော့တစ်ချိန်မှာတစ်ခုပဲထွက်နိုင်တယ်။စီးသွားတဲ့အချိန်မှာတော့စီမံမထွက်ဘူးစီမံထွက်တဲ့အချိန်မှာလည်းစီမသွားအောင် Thus as the cement containing sperm through the penis also carry urine from the bladder business ကတော့ sexual intercourse ဖြစ်တဲ့အချိန်မှာ began span မတောင်းသွားပြီးတဲ့အခါမှာ vagina တွေကို insert လုပ်နိုင်တယ်အဲ့ခါမှာ sperm တွေပါတယ်စီမံတွေကို ထုတ်ပေးပါလေတဲ့ fertilization အကြောင်းကို separate ကြည့်အောင်အော် set after sexual intercourse တနည်းအားဖြင့် mating or copulation အပြီးမှာ sperm တွေက swing up the uterus uterus တခြားကိုသူတို့ဒီတက်သွားမယ် တွက်သားပြီးရဲ့အခါမှာ fallopian tube ကနေတဆင့် ovulation ဖြစ်ထားရင်ဆိုလို့ရှိရင် egg နဲ့ combination ဖြစ်မယ်အဲ့တော့ egg တစ်ခုနဲ့ sperm တစ်ခုပဲပေါင်းမယ်အော် sperm နေအများကြီးရှိပေမဲ့ sperm အများကြီးတဲ့ကတစ်ခုပဲဒီ egg ကို ဖောက်သွားပြီဆိုလို့ရှိရင် ကျန်တဲ့ sperm နေကထပ်ပြောင်းဝင်လို့မရတော့ဘူးနှစ်ခုပေါင်းပြုံးမှာ one sense formation က zygote formation ဖြစ်လာပါတယ်တဲ့ the process in which an egg unite with the sperm ကို fertilization လို့ခေါ်ပါတယ်တဲ့အဲ့ sperm မှာလဲ chromosome က haploid ဖြစ်တယ် egg ကလဲ haploid ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့ zygote ဒီ diploid cells အနေနဲ့ထွက်လာတာဖြစ်တယ် fertilization process ဖြစ်ပြီးရင် zygote က uterus တွေကိုပြန်ပြီးတော့ဆင်းလာရင်ပြီးရဲ့အခါမှာ uterine wall မှာ implantation ဖြစ်စဉ် separate ဖြစ်တယ် အဲ့တော့ကိုဝင်မယားဖို့အတွက်ဆိုလို့ရှိရင်ဖီမီးတွေမှာ ovary ကနေပြီးတော့မှ ovum ကိုတည်ဆောင်ပေးတဲ့ fallopian tube ကိုဖြတ်ပြီးတော့မှခြိရာမျိုးလုပ်လို့ရတယ်။အဲ့ဒါကို female sterilization လို့ခေါ်တယ်။ tubalization process လို့လည်းခေါ်တယ်။မီးတွေမှာ sperm ကိုတည်ဆောင်ပေးတဲ့ vast difference လို့ခေါ်တဲ့ sperm duct ကိုဖြတ်လိုက်လို့ရှိရင် sperm တွေက ီ vast difference ကနေတဆင် ejaculation မှာပါမသွားတော့အဲ့ process ကို male sterilization vasectomy လို့ခေါ် tube ligation ဒါမှမဟုတ် vasectomy လုပ်ထားမယ်ဆိုလို့ရှိရင်တော့ ovum နဲ့ sperm နဲ့ combination မဖြစ်နိုင်တဲ့အတွေ့အကြုံကလေးရနိုင်တာကိုကာဝယ်ပေးနိုင်ပါတယ်တဲ့ဒီနေ့တစ်ဆင်နဲ့အတူ Greaten Biology Reproduction in Animals အပိုင်း၁အကြောင်းကို လေ့လာကြရင်ဓမ္မပြမရှိတဲ့ Greaten Biology ကို လေ့လာနေတဲ့တခြားသောကျောင်းသားကျောင်းသူတွေအတွက် Sevaka Head Knowledge Sharing Channel ကို Like and Share လုပ်ပေးကြပါ Sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာတစ်ချက်နဲ့အတူပြန်လည်ဆုံတွေ့ကြမယ်နော်